အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Fat Boy and Life ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အာကြိုဆိုလိုက်ပါကောင်းမွန်သောနေ့ဒီညကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ လက်ရှိမှာတော့ကျွန်တော် Manchester City သတင်းနဲ့ပတ်သက်ပြီးကျွန်တော်တွေ့နေရတဲ့သတင်းမှာလာမယ့်နေရာဒီမှာ City အသင်းရဲ့ဒါကျွန်တော်ခင်ဗျားတို့တွေ့နေရတဲ့ transition တဲ့အများကြီးကြီးမားတဲ့ transition ကိုခင်ဗျားတို့တွေ့ရမယ်ဒီ transition မှာ City အသင်းနဲ့လာမယ့်နေရာဒီမှာပေါင်တန်း300လောက်ထိတော့မှတုံးသွားဖို့အတွက်ပြင်ဆင်နေခဲ့ပြီးတော့ပြီးတောင်တန်း300ကိုဒါကျွန်တော်အရေးကြပုံစံမှုမှာတခါတည်းလက်ငင်းတုံးသွားဖို့တဲ့ City အသင်းနဲ့ပြင်ဆင်တယ်။ City အသင်းနဲ့ကျွန်တော်လက်ရှိမှာတို့နေနေတာကျွန်တော် FFP နဲ့လည်း FPL FFP ကတော့ကျွန်တော်တို့ PSR နဲ့ကောအလွတ်ကင်းရှိနေတဲ့အတွက်ကြောင့်မလို့လက်ရှိမှာ CD အသေးအတွက်ကဒါကျွန်တော်တို့အခြေအနေတွေအရတော်တော်လေးကဒါအာ လာမယ့်နေရာဒီမှာငွေသုံးနိုင်မယ့်အခြေအနေကိုပေးသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ရမယ်တမပါတယ်။စီးရီးတဲ့နေရာမှာငွေကြီးပဲသုံးတော့မှအခုလက်ရှိရှင်းရင်းဆွဲကစားသမားတွေကလည်းအသင်းကနေအကောင်းဆုံးဒါကျွန်တော်တို့တွန့်ပါကျွန်တော်အသင်းကနေ truck footer တွန်းအားပေးသွားနိုင်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့တယ်တမပါတယ်။အဲ့တော့မြည်သွပင်စူစီကမူဒီနေရာမှာဒါကျွန်တော်တို့ပြောရမယ့်အချက်တစ်ခုကဘာလဲဆိုတော့ဒါအခုလက်ရှိဆွေးနွေးရမယ့်အချက်တစ်ခုပေါ့နော်။ဆွေးနွေးရမယ့်အချက်တစ်ခုကဘာလဲလို့ကျွန်တော်ကမေးမယ်ဆိုရင်တော့ လက်ရှိဒါ CD အသင်းနေနဲ့လာမင်းနွေရာဒီမှာတော်တော်လေးကိုကြီးမားတဲ့ changes မှာဘယ်လိုမျိုးတွေဖြစ်လာလဲအဲ့တော့အကြီးမားဆုံး changes ကတည်ရတယ်မှာသူတို့ရဲ့အဓိကကွင်းနဲ့ကစားဖြစ်တယ်ဒါကျွန်တော်တို့ Kevin De Bruyne ပြောင်းလဲသွားတဲ့နေရာမှာဒီကွင်းရဲ့နေရာအတွက် Liverpool sorry CD အသင်းနေနဲ့ဒါကျွန်တော်တို့ လာမယ့်နေရာဒီမှာငွေသုံးဖို့အတွက်လုံးဝတွန့်တူသွားမှာမဟုတ်ဘူးလို့ကြည်ရတယ်မဟုတ်ပါအဓိကဒီနေရာမှာသူတို့စားဆိုးခြင်းနဲ့ကစားသမား Florian Risk ဒါ Cola Hala တွေရခုလက်ရှိကြားနေတဲ့သတင်းတွေက CD ရဲ့သဘောတရားထုံးစံအတိုင်းပဲ Florian Risk ရဲ့အပြောင်းအရွှေ့အတွက် CD အသင်းကနောက်ွယ်မှာအခုချိန်ကလေးကစတင်ပြီးတော့လှုပ်ရှားနေပြီလို့ကြားသိရတယ်မှာပါတယ် Florian Risk ဘက်တော့ CD သင်းနဲ့ဒါ Euro 350လောက်ထိသုံးသွားဖို့အတွက် ready ရှိနေပြီးတော့သူတို့နေနေတာ Florian Risk အတွက်ဒါကျွန်တော်ငွေကိုလုံးဝဒါကျွန်တော်ကက်စီနဲသွားမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေကိုလည်းအကြီး ြဲသတင်းတွေရကျွန်တော်တွေ့ရမယ့်နေရာမှာပါတယ်ဗျာ။အဲ့တော့မြည်သွပင်စူစီကမကုလက်ရှိနောက်ဆုံးသတင်းတွေရတဲ့ Florian Risk ကိုလည်းဒါစီးသင်းနဲ့နောက်ွယ်ကနေပြီးတော့တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေပြီဆိုတဲ့ ကောလာဟာလာဆက်ဆံသတင်းတွေကိုကျွန်တော်တွေ့ရမယ်တယ်မှာပါတယ်အဲပြောချင်တာကဒါကိုဘာကိုဆိုလို့ချင်တာအဲ့တော့ CD သစ်နဲ့ဘလူးမြူတာကျွန်တော် bed distance စီတွားဖို့ရှိလဲအဲ့တော့ CD သစ်နဲ့အခုလက်ရှိမှာဒါ Florian Risk ကိုတိုင်ကတူကူတိုင်ရွေးချယ်ရမယ်ခန်းကဏ္ဍရောက်လာခဲ့ပြီလို့မြင်တယ် Florian Risk ကိုအခုလက်ရှိမှာဒါကျွန်တော် Real Madrid အသင်းကလည်းစိတ်ဝင်စားနေသလိုဒါကျွန်တော်တို့ CD သစ်ကလည်းစိတ်ဝင်စားနေတယ်ဒါပေမဲ့ Real Madrid အသင်းကတော့ရှင်းတယ် Florian Risk ကိုဒါ CD ပေးနိုင်တဲ့ဒါအမောင့်ဖြစ်တဲ့ Euro 350ပုံစံမပေးဘူးသူတို့တွေကဒါအများဆုံးပေးမှ Euro 380နဲ့350ပုံစံမပေးဘူးအဲ့တော့ဒီနေရာမှာဒါအသင်းဘက်ကလည်း Florian Risk ကိုစာချုပ် ဖြတ်သိမ်းကြီးဆိုတဲ့ပုံစံမျိုးမရှိတဲ့အတွက်ကြောင့်မို့တာ Florian Risk ကိုဈေးပိုပေးတဲ့ပုံစံမျိုးကဒါ Leverkusen ဘက်ကနေပြီးတော့ရောင်းချသွားဖို့တဲ့ပြင်ဆင်တယ်။ဒီနေရာမှာအဓိကစကားပြောဖို့အတွက်အကျိုးစားရမယ့်အကြောင်းအရာကဘာကိုဆိုလိုခြင်းလဲလို့ကျွန်တော်ကိုမေးပါဆိုရင်ပြောပြဖို့ကျွန်တော်ပြောပါဆိုရင်ဒါကျွန်တော်လက်ရှိ City အသင်းအနေနဲ့ကျွန်တော်ကသူတို့နေငွေအားရှိတယ်။ Real Madrid ရဲ့ဆိုင်လက်ရှိမှာဒါ City အသင်းနဲ့ဒီနောက်ပိုင်းနဲ့မှာဒါကျွန်တော် ကေဗင်ဒရိုင်းနာလည်းအသင်းကထွက်ခွာသွားပြီဖြစ်တဲ့ကြောင့်မို့ဝစ်ဘီအားဖြင့်တော်တော်လေးကိုနေသွားနေတယ်။ဒါပေမဲ့ကျွန်တော်လက်ရှိမှာဒါလုခလဆာဈေးမြောက်လုံးနဲ့ကစားသမားတွေကလည်းအသင်းကနေတရားဝင်ထွက်ခွာခွင့်ပေးသွားမယ်လို့သိရတယ်မှာပါတယ်။အခုလက်ရှိမှာချက်ဂရီလစ်လိုကစားသမားမျိုးဒါအီကိုင်ဂွန်ဒိုဂန်ကိုလက်ရှိမှာစာရုပ်တန်တန်နဲ့တူးမယ်ဆိုတဲ့တင်ထွက်တယ်ခဲ့ပေမဲ့ထွက်စီချင်းနဲ့ထွက်မယ်ဆိုတဲ့တင်နေဘနာဒူဆေးပါအဲ့တော့လက်ရှိမှာစီတီတင်နဲ့လာမင့်နွေရာဒီမှာသူတို့လက်ရှိအသင်းမှာလုခလဆာမြင့်မားတဲ့ကစားသမားတွေကိုအသင်းကနေပြီးတော့တရားဝင်ထွက်ခွာခွင့်ပေးသွားမယ်ဆိုတဲ့တင်တွေကလက်ရှိမှာ သတင်းမှန်တာဖြစ်တယ်အဲ့တော့ပြောချင်တာစီးတဲ့နေတာကျွန်တော်တို့ခုနကပြောပြကစားသမားအပွဲမှာကြီးပဲ expensive expenditure တွေကိုသုံးမှာမဟုတ်ဘဲနဲ့ဒါအထွက်မှာလဲဒါကျွန်တော်တို့ expensive expenditure ဘို့ expensive ကျွန်တော်တို့ကစားသမားတွေကိုလဲအသိငါနေပြီးတော့ကျွန်တော်လုတ်ပြသွားမယ်ဆိုတဲ့သတင်းတွေလဲထွက်ပေါ်တယ်အဲ့ဒါကလည်းလက်ရှိမှာ reality ပဲအဲ့တော့ Kevin De Bruyne တယောက်တွေထွက်သွားမယ်ချိန်မှာဒါစီးတဲ့နေတပတ်လောက်ခလာစားပေါင်၄သိန်းလောက်တတ်တာသွားမယ်နေထားမှာရှိတယ်တစ်နှစ်ကိုဒါကျွန်တော်အနည်းဆုံးမရှိဘူးဆိုရင်တော့ဒါကျွန်တော်တို့20 million 25 million လောက်တတ်တာသွားမယ်နေထားမှာရှိတယ်အဲ့တော့ ကယ်၍ဒါကျွန်တော်တို့ Florian Risch ရောက်လာမယ်ဆိုလဲဒါ City ဘက်ကနေပြီးတော့စာချုပ်ချက်သေးဆို အပြောင်းရွှေ့ဂျေးတယ်မဟုတ်ဘဲနဲ့ဒီညမှာကစားသမားအတွက်ဒါကျွန်တော်တို့လုခလာစာကိုပေါင်3သိန်းလောက်ထိပေးဖို့တော့လည်း ready ဖြစ်နေပြီအဲ့တော့စီးသင်းတဲ့ကစားသမားတို့ကငွေအားဖြစ်ကို success အားဖြစ်ကိုလက်ရှိမှာဒါကျွန်တော်တို့ပေးနိုင်မယ်တဲ့မှာပါအဲ့တော့စီးသင်းတဲ့ဒီညမှာရက်တက်နေမှာမဟုတ်ဘဲနဲ့အခုလက်ရှိမှာတောင်ပန်ကစားသမားရဲ့နေရာအတွက်လည်းလာမယ့်နေရာဒီမှာလည်းကြီးကျယ်တဲ့ငွေတွေကိုသုံးသွားမယ်အခုလက်ရှိတော့ကျွန်တော် pep goal ဆိုတဲ့သူ့ရဲ့တောင်ပန်ကစားသမား option တွေကိုတော်တော်လေးကိုသဘောမကျဘူးလို့ကြားသိရတယ် save you jeremy doku ကိုလက်ရှိမှာဒါကျွန်တော်တို့အာ pep goal တွေကိုပိုင်ဆိုင်ထားတာမှန်ပေမဲ့အခုလက်ရှိသတင်းတွေအရဒီကစားသမားတွေရဲ့လက်ရှိ end product ကိုဒါကျွန်တော် ော့ pep guardiola နဲ့ role သဘောမကျအောင် app product ကိုဘာလို့ပြောချင်တာလဲဒါအဆုံးသတ်ပေါ့နော်ဒါကျွန်တော်ကစားသမားတွေနဲ့ flash ရှိတယ်ဒါကျွန်တော်ကစားသမားတွေ one on one ကြော်မှုတွေအရန်မိုက်တယ်သူ့ပေမဲ့တော့ညာလဲကစားသမားတွေအနေနဲ့ဒါကျွန်တော်လိုအပ်ချက်လေးတွေအများကြီးရှိတယ်အခုချိန်ဒါကျွန်တော်တို့ဒါ one on one ကြော်ဖြတ်တာကလွင် app product မှာလိုအပ်ချက်တွေအများကြီးရှိတယ် save you ဆိုပထမဟုတ်မလို့နဲ့နောက်ဘက်မှာတော်တော်လေးကိုစိုးလာခဲ့တယ်တကူကတိုးတက်လာတဲ့ဒီမှာဗာအဲ့တော့လက်ရှိမှာလာမယ့်နေရာဒီမှာ pep guardiola နဲ့သူ့ရဲ့တောင်းပန်ကစားသမားတွေကဒါတစ်ချိန်ကသူ့အနေနဲ့ဒါ premier league တိုက်တဲ့ challenge winner ဒါ triple winner တွေရခဲ့တဲ့ကစားသမားပုံစံမျိုးကိုသူ့အနေနဲ့လိုချင်တဲ့ဒါ real mares လို့ စားသမားမျိုးဒါကျွန်တော်တောက်မှန်မှာတကယ်ကိုအသင်းကိုဒါထိန်းချောင်းပေးနိုင်မဲ့ကစားသမားမျိုးကိုဒါကျွန်တော်စီးပီးသင်းနေလို့ခြင်းနဲ့အဲ့ဒါကြောင့်မလဲရှိမှလဲကောလာဟာလာတွေရဲ့လက်ရှိဒါကျွန်တော်အာစနယ်အသင်းစိတ်ဝင်စားနေတယ်ဆိုတဲ့ဒါဒဇိုင်းယာဒူဝီကိုလည်းလာမယ့်နေရာဒီမှာဈေးကြီးပေးပြီးခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတော့အဲ့တော့ဒါလာမယ့်နေရာဒီမှာစီးပီးအသင်းရဲ့ဒါကျွန်တော်တောင်းတောင်းဖြားဖြားငွေသုံးမှုတွေကိုပြန်ပြီးတွေ့ရမယ်နှစ်တစ်နှစ်ဆိုပြီးတော့ဒါကျွန်တော်တို့ဂျာနယ်လစ်တွေကိုယ်တိုင်တတ်မှတ်တာစီးပီးသင်းနဲ့လာလက်ရှိမှာရီဗေးမှာဟာရှင်မယ် တော်တော်ကြီးကိုဟားရှိမယ်လုံးဝမထင်မှတ်ထားတဲ့ကစားသမားတွေကိုယ်တိုင်အသင်းကနေထွက်သွားဖို့ဖြစ်သွားနိုင်တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့အခုလက်ရှိမှာရှေ့တိုက်စစ်မူတယောက်တတတရာကလွင်ကွင်းလေတစ်ခုလုံးတောင်မန်တစ်ခုလုံးဒါကျွန်တော်တို့နောက်တန်းဒါကျွန်တော်တို့ခံစစ်ဂူသမားကအစအပြောင်းလဲဖို့တစီးသင်းနေကြိုးစားသွားမယ်။ဥမာဂူသမားစနေရီလာမယ့်နေရာဒီမှာဒါကျွန်တော်တို့ စီဒီသစ်နဲ့ဂိုသမားနေရာအတွက်ကရှင်းတယ်အီဒါဆန်မိုရာလက်ကသူတို့ရဲ့နံပါတ်1ဂိုသမားမဟုတ်တော့ဘူးလာမယ့်နေရာဒီမှာဒါကျတော့ရူကော့စတာကိုသူတို့နေပြင်ဆင်လို့ကျတော့အဲ့ပေါ့ရူကော့စတာကိုဒါကျတော့သူတို့နေနဲ့ဂိုသမားနေနံပါတ်1ပြတ်မှတ်ထားတယ်ခုနကဖလော်ရီယန်ရစ်ဆိုတော့သူတို့နေတရားဝင်ချိတ်ဆက်ထားရဲဆိုတဲ့တဲ့ရင်းနေမထွက်မဲ့နောက်ွယ်မှာလက်ရှိမှာရူကော့စတာနဲ့ဒူတာကျွန်တော်တို့တရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေပြီဖြစ်ပြီးတော့ကစားသမားအောင်ပေါင်ပန်း40နဲ့45တန်းလောက်နဲ့ရနိုင်မယ်လို့စီဒီသစ်နဲ့ယုံကြည်တယ်အဲ့တော့အီဒါဆန်မိုရာလက်ကိုလည်းခုလက်ရှိမှာဆော်ဒီဘက်ကကလပ်တွေကနေစိတ်ဝင်စားနေပြီးအီဒါဆန်ကိုတိုင်ကလည်းဆော်ဒီဘက်ကိုပြောင်းဖို့အတွက်ဆေးအားထပ်တန်နေတဲ့ကစားသမားတယောက်ဖြစ် နေတယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိ scenario အနေထားလက်ရှိအခြေအနေဒီအရာ city အသင်းအနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ဂိုးသမားအစာကွင်းလေဆိုအကုန်ပြောင်းမှုတွေပြင်ဆင်လာခဲ့တယ်ခန်းစစ်ပိုင်းမှာလက်ရှိမှာ full back နေရာတွေလာမယ့်နေရာဒီမှာ city အသင်းနဲ့ငွေသုံးချမ်းသွားအောင်လက်ရှိမှာပြတ်မှတ်ထားနေရာ Tottenham Hotspur တဲ့ left back ကစားသမားဖြစ်တဲ့ Destiny Udogi ကိုဒါကျွန်တော်တို့လက်ရှိနီးပြဖြစ်တဲ့ back quality ရောက်ကတော်တော်လေးကိုစိတ်ဝင်စားနေသိရတယ်စပါးသင်းရဲ့လက်ရှိ left back ကစားသမားတွေဟိုဘက်နဲ့ကွင်းလေကစားသမားတောင်ပိုင်းကစားသမားလို့ဆူလို့ရမယ် Kulubeski ကိုလည်း back bowler နေနဲ့ဒါကြောင့် long time admirer ဗောနော်ဒါရေရှည်ရစိတ်ဝင်စားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်မို့ဒါ Pep Guardiola နေနဲ့အကယ်၍များခေါ်လို့ရနိုင်မယ်ဆိုရင်တော့ Kluivski ကိုလာမယ့်နေရာဒီမှာဒါ Manchester City ကိုခေါ်ဖို့အတွက်ဒါကျွန်တော်အသင်းဘက်ကိုတိုက်တွန်းထားတယ်လို့ကြားသိရတော့လက်ရှိမှာ Spurs ကစားသမားတွေဒါကျွန်တော် Tottenham Hotspur အသင်းကနေပြီးတော့ဒါကျွန်တော်တို့ Manchester City ကိုပြောင်းတာတိတ်ပြီးထူးဆန်းတာမဟုတ်ဘူးဒါပေမဲ့ဒီလိုကစားသမားတွေအသင်းပြောင်းသွားပြီးဒီကစားသမားတွေရဲ့ဘဝကလုံးဝ changes ဖြစ်သွားတာကိုတွေ့ရမယ်တမောပါဥပမာလက်ရှိမှာ Kyle Walker လို့ကစားသမားမျိုးပေါ့နော်အဲ့တော့ လက်ရှိမှာကျွန်တော်တို့ full back ကစားသမားတွေမှာ destiny ugori တယောက်ထဲနဲ့ရန်နေမှာဟုတ်ပဲနဲ့လက်ရှိမှာ manchester city နဲ့ kansas god တိုက်စစ်ကောကိုနှစ်သင်းလုံးနှစ်ဖက်လုံးမိမတတကစွန့်နိုင်မဲ့ဒါကစားသမားကိုလည်းပြစ်မှတ်ထားတယ် ကောလာဟာလည်းရှိမလုံးဝလုံးဝကောလာဟာလာအစ်စ်မဲ့ရှိပေမဲ့လက်ရှိမှာစိတ်ဝင်စားမှုကောင်းတဲ့အခြေအနေတစ်ခုကိုပြောပါဆိုရင် right back နေရာမှာလက်ရှိစိတ်ဝင်စားနေကြသမားဟာအာရှရစ်ဟာကီမီလို့လည်းကြားတယ်ဒါဟာလုံးဝလုံးဝကောလာဟာလာဆက်ဆက်မဲ့ရှိတယ်ဒါပေမဲ့ PSG ကအာရှရစ်ဟာကီမီကိုလုံးဝထိလို့မရတဲ့ကစားသမားတယောက်အနေနဲ့သတ်မှတ်ထားတဲ့အကြောင်းဒီ right back နေရာမှာတော့အာရှရစ်ဟာကီမီကိုတော့စိတ်ဝင်စားတဲ့အဆင့်ပုံစံပြုပဲရှိပြီးတော့ခေါ်ယူဖို့အတွက်တော့တော်တော်လေးကိုခက်ခဲသွားနိုင်မယ့်ဒါကျွန်တော်အခြေအနေတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါပါတယ်တိုးပေမဲ့တော့ညာလေ Manchester City အသင်းကအခု လက်ရှိမှာဒါအလုပ်တွေအများကြီးလုပ်ပြအောင်မယ်ဒီနေရာမှာဒါကျွန်တော်တော်တော်လေးကိုကြမ်းတမ်းနဲ့အပြောင်းရွှေ့ကိုတွေ့ရဖို့ဒါလာမယ့်နေရာဒီမှာဒါပရိသတ်တွေနည်းများအဲ့တော့လက်ရှိမှာ City တင်းနေလည်း FA Player Final ဝင်သွားခဲ့ပြီးတော့ဒါကျွန်တော်သိတဲ့အတိုင်းပဲ Champion League ဝင်မှုတော့လည်းတေချာတော့နီးနီးဖြစ်နေတဲ့အသင်းသင်းနေလာမယ့်နေရာဒီမှာငွေသုံးမဲ့အသင်းဆိုတာသိပြီးတော့မထူးဆန်းဘူးဒါပေမဲ့ တော်တော်လေးကိုကြီးမားတဲ့ငွေသုံးမှုတွေနဲ့တူတော်တော်လေးကိုကြီးမားတဲ့ပြောင်းရွှေ့တွေကို CD အသိစီကနေခင်ဗျားတို့တွေ့ရမယ်။တွေ့ရဖို့အတွက်လည်း CD Predator တွေ ready ပဲလားဆိုကျွန်တော်အနေနဲ့မေ့ကြပါတယ်။ကျွန်တော် ready ပဲလို့ကျွန်တော်တို့မြင်နေတကယ်ကိုကောင်းတဲ့ club တစ်ခုနဲ့လာမယ့်နေရာမှာပိုကောင်းတဲ့ club တစ်ခုနဲ့ဖြစ်ဖို့အတွက်ကြိုးစားသွားမယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော့ကပြပါဦး။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလူကြီးဆောင်ကောင်းကွန်ကြုံလို့ရပါတယ်။ မြမိုင်းလက်ကလစ်ဖူမမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth for media 3 point ဆိုနဲ့ tv4 ကြီးရဲ့ link ကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါရ မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန့်နေတဲ့မှာလေ youth sport media 3.0ဆိုနေ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပြုလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရရမြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပါအားလုံးပဲကြိုတင်ပါတယ်မြန်မာကလစ်ပြကြအောင်ရမြန်မာကလစ်မှာမမြဲတမ်းဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ဒီပါပါ